အားလုံးပဲမင်္ဂလာပါ။အင်းဒီတစ်ခေါက်ပြပြပေးရမယ်ဗီဒီယိုကတော့အဲတူကူတဲ့စိုက်ပျိုးရေးဖောင်တင်မုန်တင်နည်းနဲ့ပတ်သက်ပြီးတော့ပြပြပေးခြင်းဖြစ်ပါတယ်ခင်ဗျ။အရင်ဆုံးခရုံးနဲ့ကိုပဲပါ။ပြီးတော့စတက်ပါလေးနည်းနှိပ်လိုက်ပါ။ပြီးတော့ပရိုမက်ထရစ်ပရိုမက်ထရစ် ID ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါ။ နေပြီးရင်ပထမဆုံးပေါ်လာလင်းလေးတွေကိုဝင်လိုက်ပါဝင်ပြီးပြီဆိုရင် menu ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါ menu ကိုပေါ်အဟာလေးကိုနှိပ်လိုက်မယ်ဆိုရင် specific scale worker 1ဆိုတာရှိအဲ့ဒါလေးကိုနှိပ်လိုက်ပါအဲ့ဒါလေးကိုနှိပ်ပြီးရောအောက်လေးပေါ်လေးနည်းနည်းလေးဆွဲတင်မယ်အောက်လေးနည်းနည်းဆွဲချမယ် agriculture ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါ ဲ့ဒါလေးကိုနှိပ်ပြီးွားရဆိုရင်ဒီမှာအာနည်းနည်းလေးဆွဲလိုက်ပါတော့ဒီလိုလေးနည်းနည်းလေးဆွဲလိုက် ID creation ဆိုတာက ID မရှိရလူတွေက ID ယူရမယ် ID ရှိပြီးသားလူတွေကြတော့ယူစရာမလိုဘူးအဲနောက်ပြီးတော့ login အ ID ID create ဆိုတာ ID မလိုတဲ့လူတွေအတွက် register လုပ်ရတယ်ပေါ့နော်အရင်ဆုံး register လုပ်ရတဲ့နေရာ login ကကြတော့ ID ရှိပြီးသားလူတွေအတွက်ဝင်ရတဲ့နေရာပေါ့နော်ကျွန်တော်က login ဆိုရဲဟာ login ID ရှိပြီးသားမို့လို့ login ဆိုရဲဟာလေးကိုဝင်လိုက်မယ် login ကိုဝင်ပြီးွားရင် login ဆိုရဲဟာလေးကိုတစ်ချက်နှိမ့်မယ်နေပြီးွားရင်ဒီမှာကိုက language ပြောင်းလို့ရတယ်ကိုကမြန်မာဆိုမြန်မာအင်္ဂလိပ်ဆိုအင်္ဂလိပ်ဂျပန်ဆိုဂျပန်ပြောင်းလို့ရတယ်ကိုကအင်္ဂလိပ်လို့ပြောင်းလိုက်ပါမယ် ပြင်ကလေးလို့ပြောင်းပြီးသွားရင်ဒီမှာ ID ကိုရှင်းစားလောက်ထားပြီးရဲ့လူတွေက JP နဲ့စရတဲ့ ID ကိုရရှိပါမယ်။ကျွန်တော်ကကြတော့ရပြီးသားမို့လို့ ID အအရင်အတိုင်းပဲကျွန်တော်ကထည့်လိုက်ပါတယ်။ပြီးတော့အမ်ပြီးတော့ဗောနော်ကျွန်တော် passport လေးရိုက်ထည့်ပါမယ်။ ပတ်စပို့ကကြတော့ပတ်စပို့လေးထည့်ပြီးသွားပြီဆိုရင် reservation tag ဆိုတဲ့ hi ပေါ်လာမယ်ပေါ့เนาะအဲ့ဒါလေးကိုနှိပ်လိုက်ပါ reservation tag ကိုနှိပ်ပြီးရင်အောက်လေးနည်းနည်းလေးဆွဲချမယ်ဒီလိုလေးဖြည်းဖြည်းလေးအောက်လေးဆွဲချရင်အောက်လေးဆွဲချတဲ့အခါကျမှဟိုမှာ i agree ဆိုရရှိတယ်အဲ့ဒါလေးကိုနှိပ်ပါပြီးတော့ agree and continue ဆိုတဲ့ဟာလေးကိုနှိပ်ပါ ပြီးရင် okay ဆိုတဲ့ဟာလေးကိုနှိပ်ပါပြီးတော့နာမည် first name နေရာမှာကိုယ့်ရဲ့နာမည်အပြည့်စုံဖြည့်ရမယ် middle name နဲ့ last name နေရာမှာထည့်လို့ရတယ်ဒါပေမဲ့ဟိုဘာလို့မျိုးတွေကမားဖို့ရခိုင်လို့များတဲ့ပေါ့နော်ပြောချင်တာကတော့မထည့်တာကောင်းတယ်ပေါ့နော်ဒီလို first name နေရာမှာကိုယ့်ရဲ့နာမည်အပြည့်စုံဖြည့်တယ်ဒါပို့ပြီးတော့အဆင်ပြေတယ်ပို့ပြီးကောင်းတယ်ပေါ့ပြီးတော့ကိုနေညူကိုဆက်နေမယ်ကိုနေညူဆက်နေပြီးတော့ agree and continue ကိုဆက်နေမယ် ြီးတော့ please send your test နေရာမှာပထမဆုံးပေါ်လာတဲ့ minute 60ဟာကြတော့စိုက်ပျိုးရေးဒုတိယဟာကြတော့မွေးမြူရေး living stock family ဆိုတာမွေးမြူရေး general crowd formation ဆိုတာကြတော့အဲဟိုပါပေါ့နော်စိုက်ပျိုးရေးအော်ဒုတိယဟာကြတော့မွေးမြူရေးပေါ့ကျွန်တော်ကပထမဆုံးဟာကိုရွှေ့လိုက်မယ်ပြီးတော့ next ကိုနှိပ်မယ် ကိုယ့်ရဲ့မွေးနေ့ကိုထည့်မယ်မွေးနေ့ကကျတော့ဒီမှာတော့ကျွန်တော်ရှောက်ထည့်ထားတယ်ပေါ့နော်ရှောက်ထည့်ထားတယ်ဒါပေမဲ့ဒါပြဿနာမရှိဘူးအဲအကဲကိုကဆောင်းမွေးဖြီဖောင်တင်တဲ့ခါကျရင်တော့အဲအချက်လက်မှန်ဖို့ကအရန်ကိုအရေးကြီးပါတယ်ဒီအရေကတော့ဟိုပြောမယ်ဆိုရင်အဓိကတော့နမဲမွေးနေကိုကကြားလာမလာဘာလူမျိုးလဲအဲ့သုံးမျိုးမမဘူးอ่ะရေးကြည့်ပါတယ်ဘောနော်အဲ့သုံးမျိုးမမယ်ဆိုရင်တော့ အဆောင်ပွဲဖြေလို့မရဘူးပြီးတော့ရဖြေခွင့်ရခဲ့ရင်လည်းအဲဟာကြတော့ဟိုအင်တာဗျူးဖြေတဲ့အခါကျရင်အတုံးမဝင်ဘူးကောနော်ဒါ၄အကျန်အောက်တဲ့ဟာကြီးကတော့ကြိုက်လို့လို့ဖြေလို့ရတယ်အဲဒါရှောက်ဖြေလို့ရတယ်ဘာမှပြဿနာမရှိဘူးအဓိကနမဲမွေးနေအချမ်းမှမမှန်မှန်ဖို့ပဲပြီးရင်ကိုကအချက်လက်မှန်ပြီဆိုရင် next ကိုနိုင်မယ်ပြီးကိုမွေးနေမှန်မှန်လားကိုကကြားလားမလားဘာလူမျိုးလဲကိုကဘယ်နိုင်အဲနမေမှန်လားအဲ့ဒါပြန်စစ်ပေါ့ စစ်ပြီးွားရင်ဆိုရင် next ကိုနေပါပြီးရင်ဒီမှာကကြတော့ခုံမက်ယူရကိုက2025ကိုကဘယ်နေ့ဖြည့်ချင်တာလဲကိုက6ဟာ6လပိုင်းဘယ်နေ့နေ့ဖြည့်ချင်တာလဲ3ရက်နေ့ရက်နေ့ပေါ့အဲ3ရက်နေ့ရက်နေ့ဘယ်လိုမှာ country country ကကြတော့မြန်မာလိုမြန်မာလိုထည့်လိုက်ပဲတော့နော်ပြီးတော့ set set ကိုနေမယ်စက်ကိုနေလိုက်တဲ့အခါကျအာဒီမှာရန်ကုန် MICD မှာရှိတယ် MICD ဖေးတင်းမှာရှိတယ် ရန်ကုန်စမ်းကြောင်းမှာလည်းရှိတယ်ပေါ့နော်ကိုကကိုနဲ့အဆင်ပြေနေရဘူးထွေးရကျွန်တော်ကကျတော့စမ်းကြောင်းကိုချွေးလိုက်တယ်ပေါ့နော်စမ်းကြောင်းဒီမှာဒေါ်လာတော့33ဒေါ်လာကြမယ်ပြီးတော့ side view ရေးဖောင်ဆိုတာဒီပုံမှာပါမယ်ပြီးရင် credit card ကိုနှိပ်မယ်ပြီးရင် next ကိုနှိပ်မယ်အဲ next ကိုနှိပ်ပြီးသွားရင်အောက်လေးနည်းနည်းဆွဲကြမယ်အမှ Jessie contact number ဆိုတာကကိုရဲ့အရေးဖုန်းနံပါတ်ကိုထည့်မယ်ထည့်ပြီးပြီဆိုရင် next ကိုနှိပ်မယ် next ကိုနှိပ်ပြီးရင်ဒီမှာ i agree to the create ကတ်နေရာမှာအမှန်ချက်လေးနှိပ်မယ်။နောက်ပြီးတော့ကတ်ရဲ့နေရာကြောင့် UAV လာပါကတ်လေ။ကတ်တိုက်ကကြတော့ pizza လား master လားအဲဒါကိုရွေးမယ်။ကတ်ကနန်းအဲကနန်း16လုံးရရှိတယ် pizza ကတ်ဒီမှာပါတယ်ပေါ့နော်။အဲဒါကနန်း16လုံးပေါ့။အဲဒါကြတော့40ကနန်း ပြီးတော့ဒီမှာအာဒီမှာကျတော့ကဲ့ရဲ့ကုံကုံဆုံးမဲ့ဒိတ်ပေါ့နော်ကဲ့ရဲ့ကုံဆုံးမဲ့ဒိတ်ကိုတင်မယ်ပြီးတော့ဒီမှာကျတော့ကိုယ့်ရဲ့အဲအဲ create အာ security code ဘာကျွဲ code ပေါ့ခဏန်း၃လုံးပေါ့အဲ့ဟာ၃မျိုးနှိပ်ပြီးတော့ next ကိုနှိပ်လိုက်မယ်ဆိုရင် visa card code လေးကြာလာမယ်အဲ့ code လေးရိုက်ထည့်လိုက်မယ်ဆိုရင်ကိုကအတီးပြူစာရလာပါပြီပေါ့နော်ကျွန်တော်ရဲ့ video လေးကိုအဲစိတ်ဝင်စားနေဆိုရင်တော့ like and subscribe လေးလုပ်ပေးဖို့ကျွန်တော်မြတ်တာရက်ခံခြင်းပါတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်